စัจ java လာရဲ့မျက်လုံးမြစ်ပေါင်းများစွာကြောင့်လူသားတွေဟာကမ္ဘာမြေပေါ်ကနေစัจ java လာကိုလေ့လာခဲ့ကြပါတယ်။ဒါပေမဲ့ကမ္ဘာရဲ့လေတုဟာအလင်းလန်းတွေကိုကွင်းညွတ်စေပြီးတော့မွန်ဝါးစေခဲ့တဲ့အတွက်လူသားတွေရဲ့အညာယုံကိုကန့်သက်ထားခဲ့ပါတယ်။စัจ java လာရဲ့တကယ်လှပလို့ဝက်ချက်တွေနဲ့ဇောဆုံးကာလတွေကိုမြင်ဖို့ဆိုရင်ကမ္ဘာမြေရဲ့လေတုကိုကြော်လွှားရပါမယ်။ဒီလိုစိန်ခေါ်မှုကိုကြော်လွှားဖို့အတွက် NASA နဲ့ European Space Agency ကိုပူးပေါင်းပြီးတော့အလွန်ကြီးမားတဲ့စိန်မှန်ကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။အဲဒါကတော့ ကဘာကိုလှည့်ပတ်နေမဲ့အာကာသတွေကတယ်လီစကုပ်တစ်ခုကိုတိဆောက်ဖို့ပါပဲ။ဒါကတော့နာမည်ကျော်နက္ခတ္တဗေဒပညာရှင်အက်ဒီဟမ်ဘက်ကိုဂေါ်မြူပြီးမှဲ့ခေါ်ထားတဲ့ Hamber Space Telescope ပါ။1969ကလွတ်တင်ခဲ့တဲ့ Hamber ဟာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်အတွင်းမှာစကြာဝဠာရဲ့အလှဆုံးအဝေးဆုံးနဲ့ရေးပါဆုံးသောရုပ်ပုံပေါင်းများများစွာကဘာကိုပေးပို့ခဲ့ပါတယ်။နေဖွဲ့စည်းကဂျူရီရဲ့လှည့်ဝှက်ချက်ကနေစလို့လမ်းပေါင်းများစွာသောအလင်းနဲ့ဝေးကွာတဲ့ဂျေဒါယာတွေရဲ့ဖြစ်တည်မှုကိုပေါ်ထုတ်ခဲ့တဲ့ Hamber ရဲ့အံ့ဖွယ်ရာဇလန်းကိုလေ့လာကြည့်အောင်ပါ။ 1999ခုနှစ်ဒေဗီလာ24ရက်နေ့မှာ Hammer Space Telescope ကို Space Shuttle Discovery အာကာသယာဉ်နဲ့အတူအောင်မြင်စွာလွှတ်တင်ခဲ့ပါတယ်။ဒီစီမံကိန်းအတွက်ကုန်ကျစရိတ်ကဒေါ်လာ1.5ဘီလီယံကျော်ခဲ့ပြီးတော့ကမ္ဘာအကြီးဆုံးသိပ္ပံစမ်းသပ်မှုတစ်ခုလို့သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့ Hammer ရဲ့အောင်မြင်မှုကအစပိုင်းမှာကြီးမားတဲ့အရှက်ရစရာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Telescope ကိုအာကာသရဲ့ရောက်ပြည့်တဲ့နောက်ပထမဆုံးပေးပို့ခဲ့တဲ့ပုံတွေဟာ ကမ္ဘာမြေပေါ်ကတယ်လီစကုပ်တွေထဲတောင်ပို့ပြီးတော့မှုံဝါနေတာကိုတွေ့ခဲ့ရပါတယ်။မြင်းမြင်းနေရာတွေရဲ့စစ်စစ်မှုပြီးမှာတော့ဟမ်ဘဲရဲ့အဓိကမှန်ကြီးဟာသပင်ရွယ်စားရဲ့90ပုံတပုံလောက်သေးငယ်တဲ့အမှားလေးတစ်ခုကြောင့်ဘုံဟိတ်တွေမှုံဝါနေခဲ့တာပါ။ဒီမကိုပြင်ဖို့အတွက်နာဆာအာကာသယာဉ်မှုတွေပါဝင်တဲ့ပြုပြင်ရေးမစ်ရှင်ကိုစီစဉ်ခဲ့ပါတယ်။1993ခုနှစ်မှာတော့အာကာသယာဉ်မှုတွေဟာဟမ်ဘဲစီကိုတွားရောက်ခဲ့ပြီးအမှန်ရဲ့အမားကိုပြင်ပေးနိုင်မဲ့မျက်မှန်လိုမျိုးမှန်ပြီလူကိုတက်ဆင်ပေးခဲ့ပါတယ်။ဒီပြုပြင်မှုအောင်မြင်ပြီးရဲ့နောက်မှာတော့ ဟန်ဘဲရဆက်ကြော်လာရဲ့တကယ့်အလှတရားတွေကိုစတင်ထော်ထုတ်နိုင်ခဲ့ပါတော့တယ်။ပြည်ပြင်ပြီးရင်တော့ဟန်ဘဲရဲ့ပေးပို့တဲ့ပုံရိပ်တွေအားသိပ္ပံပညာရှင်တွေသာမကဘဲနဲ့ကဘာသူကဘာသားတွေပါရင်သက်ရှင်မောသွားစေခဲ့ပါတယ်။ဟန်ဘဲရဆက်ကြော်လာရဲ့မျက်လုံးဖြစ်လာခဲ့ပြီးတော့လူသားတွေရဲ့အိမ်လို့ခေါ်တဲ့ကဘာကျိုးအားဘလောက်သိငယ်လဲဆိုတာကိုပါသိရှိစေခဲ့ပါတယ်။ဟန်ဘဲရဲ့ကြော်ကြဆုံးပုံတွေတဲကတစ်ခုဖြစ်တဲ့ Eagle Nebula တွေကတိုင်းကြီးတွေဟာရေတွေမွေးဝါးရနေရာဖြစ်ပြီးတော့ဒံငွေနဲ့ဖုံဖုံတွေနဲ့ဖွဲ့စည်းထားတာပါ။ အမ်ဘဲကကောင်းကင်ယံမှာဘာမှမရှိဘူးလို့ထင်ရတဲ့နေရာလေးကိုအာယုံဆက်ပြီးတော့နိုင်ပေါင်းများစွာကြောင်းဓာတ်ပုံရိုက်ကူးခဲ့ရမှာဝေးကွာလာတဲ့ဂလက်ဆီပေါင်း3000ကျော်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီပုံဟာဆက်ကြောက်လားဘလောက်ကျယ်ပြောလဲဆိုတာကိုသက်တည်ပြသခဲ့ပါတယ်။အမ်ဘဲကကျယ်ရင်မွေးဝါခြင်း၊ဝမင်းခြင်းနဲ့စူပါနိုဗာဖြစ်ပေါက်ပွဲပြီးတော့သေဆုံးခြင်းစတဲ့ဖြစ်စဉ်အားလုံးကိုအနိကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူ့ရဲ့ပုံရိုက်သိပ္ပံပညာတွေအရေးပါရုံသာမကဘဲနဲ့နှုပညာဖြစ်တဲ့သမိုင်းတွင်ခဲ့ပါတယ်။သူဖော်ထုတ်လိုက်တဲ့ငကားငွေတန်းလေးနဲ့ ဂလက်စီရီယာလူသားတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုပါလှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။သူဟာအလှပကိုသာဖော်ထုတ်ခဲ့တာမဟုတ်ပါဘူး။စကြဝဠာဆိုင်ရာအကြီးမားဆုံးလှုပ်ဝဲချက်တွေကိုပါဖြည့်ရှင်းပေးခဲ့ပါတယ်။ MSP Telescope က1990ခုနှစ်ကစပြီးလူသားတွေရဲ့စကြဝဠာကိုမြင်တဲ့ပုံစံကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။အာကာသနက္ခတ္တဗေဒရဲ့ခေတ်သစ်ကိုစတင်ခဲ့တဲ့ဒီ Telescope ကြီးရဲ့ကျေးဇူးကြောင့်သာပိုပြီးနားလည်လာခဲ့ကြပါတယ်။ဒီနေ့ချိန်မှာတော့ MSP ဟာအသက်အရွယ်ကြောင့်ပုံမှန်တိုင်းအလွတ်လွတ်နေစေဖြစ်ပေမဲ့သူ့ရဲ့နေရာကို James Webb Telescope လိုမျိုး မြေပညာပုံမှန်မြင်းမာတဲ့ telescope တွေကယူလိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ဟန်ဘဲရဲ့အမွေနဲ့သူ့ပေးတဲ့လာတရားတွေနဲ့သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိမှုတွေကတော့တမိုင်းမှာထာဝရကျန်ရှိနေမှာပါ။ဒီလိုမျိုးကမ္ဘာတမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့အာဂါသစူးစမ်းမှုတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့။